မင်္ဂလာပါရှင်။ရှမ်းရဲ့ကွန်မီဒီယာကကြိုဆိုပါရစေ။တောင်ကြီးမြို့နိုင်မြမသနခိုင်းဂျေမူဒလေးအခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတက်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့တွင်မြမသနခိုင်းဂျေမူဒလေးအခမ်းအနားကိုယနေ့နေ့နဲ့9နာရီကတောင်ကြီးမြို့မြို့တော်ခမ်းမမှာကျင်းပပြုလုပ်ခဲ့ပါရစေ။အခမ်းအနားတွင်ရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်လူမှုရေးရာဝန်ကြီးဦးမင်းမင်းလွင်ကအဖွဲ့အမစကားပြောကြားရနိုင်မြမသနခိုင်းဂျေမူဒလေးကို UNESCO ၏လူသားမျိုးနွယ်ကိုစားပြုဒရမဲ့ယဉ်ကျေးမှုအမွေအနှစ်စည်းရင်တွင်တင်နိုင်ပြင်ဆင်ဆောင်ရွက်ရာတွင်အထောက်အကူ ဖြစ်စေရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်းမကြသေးခင်ကမြန်မာနိုင်ငံအတွက်ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်သည့်မြန်မာရိုးရာအတာတကြံပွဲတော်ကြီးကို UNESCO အသိအမှတ်ပြုခံခဲ့ရသည်ကိုလည်းအားလုံးအသိပင်ဖြစ်ပါကြောင်းယခုတစ်ချိန်တွင်လည်းမြန်မာသံတခါကိုလူသားမျိုးနွယ်ကိုစားပြု drama ရင်ကျင်းမှုအမွေအနှစ်ဖြင့် UNESCO တို့တင်သွင်းရန်စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်းမြန်မာသံတခါကိုမြန်မာလူမျိုးများနှစ်သက်မြတ်လို့စွာလိမ့်ချေအသုံးပြုခဲ့ကြသည်မှာရှင်းရခင်နှစ်ကလေးအပြင်ဖြစ်ပါကြောင်းနှစ်ဆက်သံတခါပွဲတော်များကိုလည ်နေရာဒေသအလိုက်ယူရမပြတ်ပျော်ရွှင်စွာဆင်းရဲခြင်းပါလျက်ရှိသည်ကိုတွေ့ရမှာဖြစ်ပါကြောင်းယခုကဲ့သို့နိုင်ငံတော်၏ယူရရင်ကျေးမှုအမွေအနှစ်များကိုကမ္ဘာအသီးမတ်ပြူယူရအမွေအနှစ်အဖြစ်အသီးမတ်ပြူမျိုးရရှိရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရာတွင်ရှမ်ပီနယ်ဆိုရဖွဲ့နှင့်အတူပြည်သူများအားလုံးပါဝင်ဆောင်ရွက်ကြသည့်အတွက်များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်းပြောကြားခဲ့ပါသည် ထို့နောက်မြမရွေရသနခါဗီဒီယိုကလစ်ကိုပြသ၍အမတ်တဲ့အခြေခံပညာထက်တန်းကြောင့်မှကျောင်းသူလေးများကကျောင်းသူလေးများကသနခါတိတရှင်ဖြင့်တရုတ်ဖို့ကပြတင်ဆက်ပြီးတိုင်းရင်စေဦးစီးဌာနမှခရင်တိုင်းရင်စေမှုဒေါခင်တီတာဦးကမြမသနခါစီဖက်ဝင်ပုံများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအမတ်နဲ့အခြေခံပညာထက်တန်းကြောင့်မှကျောင်းသူလေးများကမြမမလေးပါရှင်တိတရှင်ဖြင့်လကောင်အမတ်ဆက်လေးအခြေခံပညာလေးနှံကြောင်းမှာကျောင်းသူလေးများကမြမတနခါဒေသချင်းပြန်လာကောင် ောင်းမြို့နယ်မြို့သမီးရေအဖွဲ့ကမြမတနခါသွေးခြင်းကို၎င်းတရုတ်ဖို့ကားပြဖြောပြတင်ဆက်ကြပြီးရှမ်းပြည်နယ်ဆိုရအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဤစနီရှမ်းပြည်နယ်မြို့သမီးကော်မတီနာယကတော်ညူမီစောကတရုတ်ဖို့ကားပြဖြောပြတင်ဆက်ခဲ့ကြသည်အခြေခံပညာကျောင်းများမှအကအဖွဲ့များအဂုံပြုစုငွေများပေးအပ်ချီးမြှင့်ခဲ့ပါသည်ယင်းနောက်ရှမ်းပြည်နယ်မြို့သမီးကော်မတီနာယကရှမ်းပြည်နယ်မြို့သမီးရေအဖွဲ့ဥက္ကဋ္ဌဒေါ်ထထဝင်းနှင့်အဖွဲ့ဝင်များကတက်ရောက်လာကြသည့်ဌာန ဆိုင်ရာများလူမှုရေးအသင်းဖွဲ့များတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များတက္ကသိုလ်ဒီဂရီကောလိပ်နဲ့အခြေခံပညာကျောင်းများမှာကျောင်းသူများအားတနခါလင်းချေပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။